ယူနိုက်တက်ရဲ့အဖွဲ့အစည်းကမှခေါင်းတန်အားရသွားတဲ့အချိန်ပွဲပါလို့မရခဲ့တယ်လို့ဆိုတာဖြေရှင်းချက်ထုတ်ခဲ့တဲ့ပရီးမီယာလိ ဒီမှာပရီးမီးယားလိရဲ့အကြီးဆုံးပွဲအစဉ်ကိုမင်းညားက FA မှာ Manchester United နဲ့လေဘာဘူးလို့ရှင်းပြကစားခဲ့ပါတယ်။နှစ်သင်းကြောင့်ထိတိုက်တွေ့ဆုံမှုဟာအင်္ဂလန်ရဲ့ဆူပလာအများဆုံးရထားတဲ့ကလပ်နှစ်သင်းနဲ့ပြိုင်မဟောင်းကြီးနှစ်သင်းရဲ့ပြိုင်ဆိုင်မှုပြင်းထန်မှုအဖြစ်ပရီးမီးယားလိရဲ့ဘောလုံးပွဲအစဉ်ပြည်ကလေးမှာအကြီးကျယ်ဆုံးပွဲအစဉ်မျိုးဖြစ်ခဲ့ပါတယ်။ဒီဘက်မှာ Brian Mbeumo ကပွဲဆက်ဆံခြင်းမှာ United အတွက်ဥဆောင်ကိုသွင်းယူပေးခဲ့တာကြောင့်ထူးခြားတဲ့စတင်မှုနဲ့စတင်ခဲ့ပါတယ်။ဒါပေမဲ့ဒီလိုနှစ်တစ်ပြည့်မြန်နှုံးနဲ့စတင်ခဲ့တဲ့ဂိုးသွင်းမှုဟာညှင်းခုန်စရာရှိမနေတာမျိုးတော့မဟုတ်ပါဘူး။ဒီဂိုးမသွင်းခင်အချိန်မှာ Mbeumo ကကွင်းလယ်မှာလေဘာကစားမှုနှစ်ဦးဖြစ်တဲ့ Alexis Mac Allister နဲ့ Van Dijk နဲ့အတူခေါင်းတိုက်ဖို့ရှင်မြန်ခဲ့ပါ ါတယ်ယူနိုက်တက်ဘက်ကဘောလုံးရုပ်ရရှိခဲ့ခြင်းမှာမန်အလစ်စတာကဖန်နိုင်းနဲ့ထိခိုက်မိပြီးခေါင်းထင်ရတယ်လဲကြာသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာယူနိုက်တက်ဘက်ကတိုက်စစ်ဆင်ခဲ့ပြီးအာမက်တီယာလိုကရှေ့ကိုပေးထွက်လာတဲ့အမ်မူမူကိုပေးပို့ခဲ့ပြီးတော့အမ်မူမူကဂိုးသွင်းယူခဲ့ကအဖီပရိသတ်တွေကိုအားအသင့်စီခဲ့ပါတယ်ဒီကိုကြောင့်ဘေးစီမှာရှိနေတဲ့နီးပြအာနေစလော့ဟာကျင်းတဲ့မှုမရှိခဲ့တယ်လို့သူ့ရဲ့လက်ပေါင်းကစားမတွေကလည်းခေါင်းထင်ရကြောင်းတန်အားနဲ့ကစားမရှိနေတာကိုကွဲလက်တိုင်းမိုက်ကယ်အိုလီဗာကဘာကြောင့်ပွဲရက်ချက်မပေးခဲ့တာလဲဆိုပြီးတော့မေးခွန်းထုတ်ခဲ့ကြပါတယ် ဗန်လင်စာကွင်းထဲမှာအချိန်တော်ကြာကုသမှုခံယူခဲ့ရပြီးဂျန်နဲ့ပွဲစဉ်တစ်လျှောက်လုံးဥကောင်းကာကိုဝစ်ဆင်ခဲ့ရပါတယ်။ဒါပေမဲ့လမောက်ဘက်ကလူတိုင်းကိုဒေါသထွက်စေခဲ့တဲ့ဒီဂိုးကိုတော့ပယ်ပြတ်ခဲ့ခြင်းမရှိပါဘူး။ပရီးမီးယားလိဂ်တန်လူကြီးတူအတွက်ခေါင်းတန်ရဖြစ်ပွားတာကပွဲကိုရက်တန်ရအထွေထွေချင်းဝင်းရှိပေမဲ့ပွဲကိုရက်တန်ရတောင်းဆိုတဲ့ထိကြတဲ့စီမံတော်မရှိပါဘူး။ပရီးမီးယားလိဂ်ရဲ့တရားဝင် website မှာဖော်ပြထားတဲ့အချက်တခုရာကစားမတူခေါင်းတန်ရရတယ်လို့တန်တရားရှိပြီးတန်လူကြီးကပွဲကိုရက်တက်မှာကကစားမဘေးကင်းရေးကိုမြင့်တင်ရန်အတွက်ဘောလုံးဆရာဝန်နဲ့အရေးပေါ်ကျန်းမာရေးအဖွဲ့ကိုကွင်းထဲကိုဝင်ရောက်ဖို့အတွက်တရားဝင်အချက်ပြမှုစတင်ရပါမယ်။အဲဒီအချိန်မှာဒန်ယာကစားမအနေနဲ့နောက်ထပ်စစ်ဆေးမှု တွေအတွက်ကွင်းပြင်ထွက်ဖို့လိုအပ်ပြီးတော့ပွဲပြန်စားပြီးတဲ့နောက်အနည်းဆုံးစက္ကန့်30ကျောက်ဘေးစီးမှာနေရမယ်လို့ရေးသားထားကိုတွေ့ရပါတယ်။ဒါပေမဲ့ဒန်လူကြီးကပွဲကိုရက်တန်ရမယ်လို့တိကျစွာသတ်မှတ်ထားခြင်းမရှိပါဘူး။တိုးပေမဲ့ခေါင်းတန်ရများအတွက်ပွဲကိုရက်တန်ပေးလို့ရှိတယ်လို့အများစုကလက်ခံထားပါတယ်။ဘောလုံးဥပဒေတွေကိုပြန်ထမ်းတဲ့ပြည်ပဆိုင်ရာဘောလုံးအဖွဲ့အစည်းဘောအဖွဲ့ IFAB ကတော့ဒန်ရရရှိမှုများနဲ့ပတ်သက်ပြီးဒန်လူကြီးနေနဲ့ကစားမတူပြင်းထန်စွာဒန်ရရမှသာပွဲကိုရက်တန်ပြီးကစားသမားကိုကွင်းပြင်မှာအစီထွက်သွားစေရမယ်လို့သာဖော်ပြရေးသားထားခဲ့ပါတယ်။